မိဘပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်။ကျမအနေနဲ့မနေ့ကနေ့ဒီနေ့မနက်ပိုင်းမှာရရှိတဲ့သတင်းလေးတွေကိုစူးစိပြီးတော့တင်ဆက်ပေးမှာဖြစ်ပါရှင်။ကျမသတင်းတင်ဆက်ခင်မှာပထမဆုံးမိဘပြည်သူများကိုကျမပြောပြချင်တာလေးရှိပါရှင်။ပြောပြချင်တာတိုင်ချင်တာပေါ့နော်။ဒါလည်းဆိုတော့အခုပြည်ပသတင်းဌာနတွေကသတင်းတောက်တွေဟာဆိုရင်မြန်မာနိုင်ငံကိုဝင်ရောက်ပြီးသတင်းယူဖို့အတွက်ပြည်ဝင်ခွင့်ကိုအတင်းကျပ်တောင်းဆိုနေပါရှင်။ကျမောက်နိုင်ငံမှာတည့်ရတိုင်းပါပဲရှင်။ပြည်ပသတင်းဌာနတော်တော်များများကကျမောက်နိုင်ငံပေါ်ဘယ်တော့မှစေတနာမရှိခဲ့ပါဘူးရှင်။ သူတို့ရဲ့ project တွေအတွက်ကိုပဲအမြဲတမ်းကျွန်မနိုင်ငံလူတွေရဲ့ဒုက္ခတရားတွေပူဆွေးဝမ်းနည်းမှုတွေကိုအသုံးချခဲ့တာဖြစ်ပါတယ်။ဒီကလူတွေရဲ့ပူဆွေးဝမ်းနည်းမှုဓာတ်ပုံတွေဟာသူတို့အတွက်ပတ်စံနေပါရှင့်။ဒီကလူတွေရဲ့ဒုက္ခတရားတွေကသူတို့အတွက်ပတ်စံနေပါ project တွေပါရှင့်။အခုချိန်မှာကျွန်မနိုင်ငံမှာဝန်ထမ်းအင်အားတွေကစပျက်စီးဆုံးရှုံးပြီးတော့ဝန်ထမ်းတွေအသက်ဆုံးရှုံးမှုတွေရှိပါရှင့်။မိသားစုတွေအသက်ဆုံးရှုံးကြတာပေါ့နော်။ဒီတော့ဌာနအသီးသီးရဆိုရင်တရားမှအားလက်နေတာမရှိပါဘူးရှင့်။အားလုံးကဒီငလင်ဘေးဒဏ်တင့်တဲ့အချိန်မှာ အသက်ရှင်ကျန်ရတဲ့သူတွေကယ်ဆယ်ဖို့အတွက်ကိုတူးတယောက်ချင်းစီမှာစ조사ပြီးလုပ်လုပ်နေရတဲ့အချိန်ဖြစ်ပါတယ်။ဒီတော့သူတို့အတွက်ကိုပြည်ဝင်권ကိုစီစစ်ပေးဖို့လောက်ကင်ပေးဖို့ဆိုတာခက်ခဲတဲ့အချိန်တွေရှိနေပါရဲ့ရှင့်။ဒါပြင်သူတို့ရောက်ရှိလာမယ်ဆိုလဲသူတို့ဘာမှစီစဉ်ပေးနိုင်စွာနိုင်ငံတော်ကမရှိပါဘူး။အဲ့လိုမစီစဉ်ပေးနိုင်ရင်လဲသူတို့ရဲ့အပြောဆိုတွေကတမျိုးတမီဖြစ်မယ်ဆိုတာမိဘပြည်သူများအသိပါပဲရှင့်။ဒီမှာလက်စင်ပြီးလည်းမရစာဝတ်နေအတွက်လည်းအရင်ခက်ခဲတဲ့ပြည်သူတွေနဲ့ပေါ့နော်။အဓိကအသက်ရှင်တဲ့သူတွေကိုကယ်နေရတဲ့အလုပ်ကအခုချိန်ကြီးလုပ်နေရတော့မယ်ရှင့်။ ဒါတွေစူးစမ်းနေရတဲ့အတွက်ဒါတွေမလုပ်ပေးနိုင်ဘူးဆိုပြီးတော့တောင်းပန်ထားတာကိုလည်းမြင်တွေ့ရပါတယ်။ဒီတော့ကျမအနေနဲ့ပြောချင်တာကလေဒီစကားကိုတခြားသူပြော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 ကျမတော့ပြောမှာပဲရှင့်။ဘာကြောင့်လဲဆိုတော့နိုင်ငံခြားတဲ့တရင်ဌာနတွေကတရင်တောက်တွေဟာဆိုရင်ကျမောက်နိုင်ငံလာလို့ရှင့်အလကားလာတာပုံပုံရှင့်။သူတို့ကအနောက်မှာနောက်နီးတန်းလေးပါတယ်။အဲ့ဒါဘာလဲဆိုတော့ project တွေသူတို့ကဒီနိုင်ငံကိုလာတာကိုယ်စိတ်နဲ့ကိုလကားလာတာမဟုတ်ဘူး။ project တင်ပြီးမှလာတာရှင့်။ကျွန်တော်ဒီဒီမြန်မာနိုင်ငံဟုတ်ကလင်ငလင်ဖြစ်တယ်ထားရှင့်။ကျွန်တော်ဒီမြန်မာနိုင်ငံမှာတရင်သွားယူမယ်။ ီသတင်းယူရအတွက်တရက်ကိုကျွန်တော်လောကကဘယ်လောက်ရရမယ်ဆိုတဲ့ပုံစံမျိုးနဲ့လာတာရှင့်သူတို့ကပတ်စံရဖို့အတွက်ကိုကျမောက်နိုင်ငံဓာတ်ပုံတွေအချက်လက်တွေလာယူတာရှင့်ဒီတော့ကျမအနေနဲ့ပြောချင်တာအခုချိန်မှာကျမောက်နိုင်ငံကကုညီဆောက်ရှောက်ခြင်းနဲ့မီဒီယာအားနဲ့ဝိုင်းဝန်းခြင်းနဲ့ဆိုရင်မြန်မာနိုင်ငံမှာရှိသမျှပုံရိပ်တွေအားလုံးကအင်တာနက်ပေါ်အချိန်နဲ့တပြေးညီရောက်နေရရှင့်ပြည်သူတွေလည်းရိုက်တင်နေကျမတို့မီဒီယာသမားတွေလည်းနေရာအနှံ့မှာရှိရရိုက်တင်ကြရရှင့်နိုင်ငံမှာသတင်းဌာနတွေကလည်းနေရိုက်ထုတ်ပြန်နေတာ ဒီလိုထုတ်ပြန်ချက်ကိုကဘာသိလို့အခုဆိုကဘာစာမျက်နှာတွေမီဒီယာထက်တွေမှာကျမတို့မြန်မာနိုင်ငံငလင်အကြောင်းကိုအငြင်းဖော်ပြနေကြရရှင်ဇက်တိုက်ကိုဖော်ပြနေတာဖော်ပြပြီးရဲ့အတွက်အခုဆိုရင်နိုင်ငံတကာကကူညီဆောက်ရှောက်မှုတွေရောက်လာတယ်ခုဆိုရုရှားပါတယ်စင်ကာပူရောက်တယ်ထိုင်းရောက်တယ်တရက်တရုတ်ရောက်တယ်ပေါ့နော်ကျမတို့နိုင်ငံကိုအိန္ဒိယရောက်တယ်လာပြီးတော့ကူညီတဲ့အဖွဲ့တွေရောက်လာပြီးရှင်သိလားဒါဟာကျမတို့မြန်မာနိုင်ငံမီဒီယာတွေလည်းလုံနိုင်ပါတယ်အလောက်ကတော့လေသိလားအဲ့လို project တွေတန်းလန်းတန်းလန်းနဲ့ပြည်ဝင်ခွင့်အတင်းတောင်းပြီးတော့ ကျမတို့မိဘပြည်သူတွေရဲ့မျက်ရည်တွေကျမတို့မိဘပြည်သူတွေရဲ့ဒုက္ခတရားတွေနဲ့ရင်းပြီးတော့ပတ်စံရှာတဲ့လုပ်ကိုအခုချိန်မှာခဏရပ်တန့်ပေးပါလို့ပဲကျမအဲ့ဒီပြည်ပမီဒီယာသတင်းတောက်တွေတဲ့ပဲပြောလိုက်ချင်တဲ့ရှင်။အော်ဒီလိုမျိုးငလင်တန်ဆိုတအားပတ်စံတောင်းလို့ကောင်းတဲ့ project ရှင်။နော်သိလားကျမတို့မသိရမဟုတ်ဘူးရှင်။မသိဘဲနဲ့ငုတ်တုတ်ထိုင်ကြည်နေတာမဟုတ်ဘူး။မပြောချင်လို့ကြည်နေတာရှင်။နော်အဲ့လေးကိုကျမပြောလိုက်ချင်တယ်။ကြက်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 ကျမတို့ပြောမှာပဲ။ဘာကြောင့်လဲဆိုတော့ကျမတို့မြန်မာနိုင်ငံအသုံးချခံရပြီးတော့ ဒီလိုမျိုးဒီကောင်နေပတ်စံရဖို့အတွက်ကိုကျမတို့မျက်ရည်တွေဘယ်လောက်ထိကြားခဲ့ရပြီးပြီလဲကျမတို့မှလည်းမခံချင်စိတ်ဆိုတာရှိရဲ့ရှင်မျိုးချစ်စိတ်တက်ရှိရဲ့ကျမတို့လာပြီးတော့အဲ့လိုမျိုးလာမလုံနေတော့မရတော့ဒါလေးကတော့ကျမမိဘပြည်သူများတိုင်လာပါနော်ဘာကြောင့်လဲဆိုတော့ကျမတို့မီဒီယာတွေမှာဆိုရင်ရှိရဲ့ရှင်သိလားအချို့ကလည်းမီဒီယာလုံတိုင်းလဲနိုင်ငံတော်ပေါ်စေတနာရှိရမဟုတ်ဘူးရှင်ငွေနေရဲ့ဓာတ်ပုံကဒေါ်လာဘယ်လောက်တန်လဲမိဘပြည်သူတို့သိလားပြည့်စည်နေတဲ့အဆောက်အအုံပုံကဒေါ်လာဘယ်လောက်တန်လဲမိဘပြည်သူတို့သိလားရှင် ဒါမျိုးဒီကောင်နေလှုပ်ရှားနေကြတာဒီပြည်ရေးမီဒီယာသတင်းတောက်တွေอ่ะဟုတ်လားမဟုတ်လားဆိုတာသူတို့အသိဆုံးရှင်။ကျွန်မပြောတာလာညင်းကြတယ်ဆိုအချက်လက်လက်လာညင်းလို့ရရနော်။ဟုတ်လားမဟုတ်လားကိုယ့်အကိုအသိဆုံး။ကိုယ်ဘယ် project တွေကင်ခဲ့ပြီးတော့ဘယ် project တွေမှာပတ်စံဘလောက်ရှားခဲ့လဲဆိုတာကိုယ့်အကိုအသိဆုံးရှင်။ဘယ်တပ်ပုံတွေရှောင်းစားပြီးဒေါ်လာဘလောက်ရှားခဲ့လဲဆိုတာကိုယ့်အကိုအသိဆုံးရှင်။အဲ့လိုတော့ရှိပါတယ်နော်ဒီတော့ဒါပြပြတာပါရှင်အခုချိန်မှာပြည်ဝင်ခွင့်ကိုတည်တံတောင်းပေးပါနဲ့အားလုံးကမအားပါဘူးရှင်ဒါလေးတော့ကျမနိုင်ငံတော်က ဟိုဘယ်လိုပြောရမလဲနိုင်ငံတော်ကတော့ရှင်ရင်ကျေးဆိုတာတုတ်ပြန်တာပေါ့ကျွန်တော်တို့ကရင်ကျေးဆိုတာမတုတ်ပြန်နိုင်အခုချိန်မှာသေရေးရှည်ဖြစ်နေတာပြက်ပြက်တာတာပဲတုတ်ပြန်မယ်သတင်းလိုချင်ကျွန်တော်တို့စီကပုံနေယူပြီးတော့ဖြန့်မကျင်တတ်လို့ရှင်မဖြန့်နဲ့ဒါပဲရှိရဲ့ရှင်နော်အားလေးခုတော့ပြောလိုက်ချင်ပါရှင်မိဘပြည်သူများရှင်ကျွန်မအနေနဲ့ပထမဆုံးတင်ဆက်ပေးချင်တာလေးကတော့မိဘပြည်သူများကြားထဲမှာစိုးရိမ်စိမ်ဖြစ်ပေါ်နေရလေးကိုနိုင်ငံတော်ကနေပြီးတော့ထုတ်ပြန်ပေးထားတဲ့အချက်လက်လေးနဲ့ပြန်ပြီးတော့ရှင်းပြချင်ပါရှင်အဲ့ဒါကတော့73စီပြက်လက်မှုဖြစ်ပေါ်မှာအောင်ကြောင်းလန့်နေကြပါရှင် ။ဒါလေးနဲ့ပတ်သက်ပြီးတော့73စီဝယ်ယူခြင်းနဲ့ပတ်သက်ပြီးတော့အများပြည်သူတို့အသိပေးခြင်းဆိုပြီးတော့စွမ်းရည်ဝန်ကြီးဌာနကထုတ်ပြန်ထားတာရှိပါတယ်ရှင်။အဲ့ဒါလေးကျွန်မဖတ်ပြပါမယ်နော်။ဒီအင်အားပြည့်ငလင်းနဲ့ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်မှာဆိုရင်73စီအယောင်းဆိုင်အချုပ်မှာအဆောက်အဦပြိုကျတာတွေမြောက်တူလောက်ကန်အပါအဝင်စီပတ်နဲ့ဆက်သွယ်ထားတဲ့မြေအောက်စီပိုက်လိုင်းတွေပျက်စီးချုံရင်ချင်းဖြစ်ခဲ့ပါရှင့်ဒီတော့73စီဖြန့်ပြူရမှာအတုံးပြည့်တဲ့မီးဆက်အချုပ်လည်းပျက်စီးရိုယွင်းခဲ့တဲ့အပြင် လက်စစ်မိလိုက်နေပါပြတ်တောက်မှုတွေဖြစ်ပေါ်ခဲ့ပါရှင်။ဒီပြောမှာရှိတဲ့အယောင်ဆိုင်စုစုပေါင်း105ဆိုင်အနက်အယောင်ဆိုင်60နဲ့မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့အယောင်ဆိုင်164ဆိုင်တို့ကိုပြင်ဆင်ပြီးစီးခဲ့ပါဖြစ်ပါရှင်။ဒါကြောင့်ပြန်လည်ပြီးတော့ဖွင့်လှစ်ရောင်းချပေးနိုင်ခဲ့ပါပြီရှင်။ဒါပြင်ရန်ကုန်မြို့မှာရှိတဲ့73စီအယောင်ဆိုင်တွေကတော့ဘလို့ပျက်စီးချို့ရင်းမှုမှာမရှိခဲ့ပါဘူးရှင့်ပုံမှန်တန်ရောင်းချနေပါတယ်။ဒါပြင်ပြည်တွင်း73စီဖူလုံမှုရရှိဖို့အတွက်လည်းကြိုတင်စီမံထားရှိပါတယ်တဲ့။အဲ့ဒါကတော့တိလဘွားတိုးလောင်ကန်စခန်းနေမှာဆိုရင် ရတဘတ်တပတ်စာကန်ပေါ့နော်ကြိုတင်ပြီးတော့တိုးလောက်ထားတဲ့စီလည်းရှိပါရဲ့ဒါအပြင်ဟိုစီတင်သိမ်းမောတွေလည်းအဆက်မပြတ်ဝင်ရောက်တဲ့ရှိပါရဲ့ရှင်အခုဆိုရင်တဲ့ဒီအရေးပေါ်တဲ့လိုအပ်တယ်ဆိုရင်အရေးပေါ်အားချက်ဖြန့်ပြူးနိုင်ရေးကိုလည်းစီမံဆောင်ရထားပါတယ်တို့ဖြစ်ပါ၍အများပြည်သူအနေနဲ့တတလောအခြေအနေကြောင့်73စီပြက်လက်မှုဖြစ်ပေါ်မှာအစိုးရစိတ်နဲ့မလိုအပ်ဘဲနဲ့တန်းစီဝယ်ယူတာတွေအပိုးတိုးလောက်တာတွေမပြုတ်လောက်ကြဖို့အတွက်လိုအပ်တဲ့လောက်သာဝယ်ယူကြဖို့အတွက်နှိုးဆော်အသိပေးအပ်ပါတယ်ဆိုပြီးတော့စိုးရင်ဝန်ကြီးဌာနကစာလေးထုတ်ထားပါရဲ့ရှင်အဓိက73စီပြက်လက်မှာဆိုပြီးတော့ အများကြီးတန်းစီဝဲယူရင်တော့ပြက် လက်သွားနိုင်တယ်လေတိလားခါချရင်ကျမတို့ကကိုယ့်ရဲ့လုံဆောင်ချက်လေးကအခြားလူတွေပေါ်ထိခိုက်လို့မရအောင်ရှင်အားလုံးဒုက္ခရောက်နေကြတာတူတူကိုကိုလိုအပ်နေကြတာပဲကိုမှပို့နေတော့ဘာလို့လို့ရမှာလဲဟုတ်တယ်မလားကျမပြောချင်တာလေဒီတော့ကိုကဘယ်မှသွားစရာမရှိဘူးမသွားမလာပဲနေလို့ရတယ်ဆိုရင်စီရီပိုင်းဝယ်တာတွေတိုးလောင်နိုင်မလို့ပါနဲ့ရှင်ဟုတ်တယ်မလားကားလေးနဲ့မြို့ပတ်ကြည်အောင်လောက်နေတော့စီခုံခံပါနဲ့ရှင်တကယ်ကယ်ဆယ်ရေးလုပ်နေတဲ့သူတွေကဥစားပေးလိုက်ပါနော်ဒါလေးပဲကျမအနေနဲ့ထပ်ဆက်တိုက်တွန်းချင်ပါရှင် ဒါလေးကတော့ဆက်သုံးစီနဲ့ပတ်သက်ပြီးတော့မိဘပြည်သူများစိုးရိမ်နေတဲ့အတွက်စွမ်းရင်ဝင်ရဌာနရဲ့ထုတ်ပြန်ကြေးလေးကိုကျွန်မတဆင့်ပြန်လဲပြီးတော့မျှဝေပေးတာဖြစ်ပါရှင့်မိဘပြည်သူများရှင်ကျွန်မခုထပ်မံပြီးတင်ဆက်ပေးချင်တာလေးကတော့အင်မတန်ကိုဆက်ဆုပ်ရုံရှာဝယ်ကောင်းတဲ့သတင်းလေးတစ်ခုသာဖြစ်ပါရှင့်ဒီသတင်းလေးကိုဖြစ်ပေါ်လာအောင်ပြုလုပ်လိုက်တဲ့သူတွေကတော့အန်ယူဂျီကနေဆင်းသက်လာတဲ့ဝမနာသားများဖြစ်တဲ့ပီတက်တွေပဲဖြစ်ပါရှင့်အခုလိုငလင်တန်ခံနေရတဲ့အချိန်မှာအန်ယူဂျီကဗာလဲကာကွယ်ဝင်ကြီးရဆိုလာစားထုတ်ထားရှင့်သူစားထုတ်ထားရစာလေးကိုကျွန်မအယုံဆုံးဖတ်ပြပါမယ်နော် မတ်လ29ရက်နေ့ကထုတ်ထားတာပါရှင့်ကာကွယ်ဝင်ကြီးဌာနရဲ့အထူးညွှန်ကြားချက်တက်ဆိုပြီးလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အတွက်တန်ငန်းလင်တန်တဲ့ဒေသတွေနဲ့ဆက်စပ်တဲ့ခရိုင်တွေမှာခုခံကာကွယ်စစ်မှလွဲပြီးတော့ထိုးစစ်အားလုံးကိုရက်သက်ပတ်နှစ်ပတ်ကြာမတ်လ30ရက်နေ့ဧပြီလ12ရက်နေ့ရက်ဆိုင်ထားဖို့အတွက် ဒီနေ့ပြပါကဲစိအဖွဲ့ရေလိုအပ်တဲ့ကူညီတွေကာကွယ်စားရှောင်နိုင်မှုအတွက်ညွှန်ကြားထားတယ်။ဘာညာဆိုတော့အားထားတာပေါ့ရှင်။တို့ကလည်းရှင်းပြအဲ့လိုပဲစာထုတ်တာပဲတက်နိုင်တယ်ပေါ့နော်။အဲ့တော့စာထုတ်တာရှင်ဒီတော့ကျမအိစာတွေ့လိုက်တဲ့ခါကျတော့စစရင်မြင်တော့ကျမအကောင့်ဘက်ကပဲစဉ်းစားပါတော့။အော်ဘာဖြစ်သလိုလဲမြန်မာနိုင်ငံသားပဲဆိုတော့ကိုယ့်နိုင်ငံငလင်းတက်ဖြစ်တဲ့အချိန်မှာ PDF တွေဒီလိုမျိုးဟိုစစ်တွေမပြုတ်ဖို့အတွက်ပေါ့နော်။ရှက်ထားခိုင်းတာကောင်းပါတယ်ပေါ့။ဘာကြောင့်လဲဆိုတော့လုံခဲ့တဲ့ရေဘေးတုန်းကလူတွေသွားခဲ့တဲ့တပ်မတော်သားတွေကိုပြစ်ခတ်မှုတွေလုပ်ခဲ့တယ်လေ။ အဲ့တော့တက်တော်သားကြာဆုံးခဲ့ရတာလည်းရှိရဲ့ရှင်အဲ့လောက်ထိရက်ဆက်ရုံမာခဲ့တဲ့သူတွေပေါ့နော်ဒီတော့ဒီလူတွေကဒီလိုမျိုးစကားပြောတော့ကျွန်မကလည်းယုံလွယ်တယ်ပြောရမလားမသိဘူးဒါစိတ်ကအကောင်းမြင်တာပေါ့နော်အော်ဒီတော့တော့သူတို့မစိုးပါဘူးပေါ့ဆိုပြီးတော့တွေးမိအောင်ရှိသေးရဲ့ရှင်သတင်းတက်လာရှင်အဲ့ဒါပါလဲဆိုအမြန်လန်း254နှစ်မိုင်အနည်းမှာတဲ့ငလင်ဘေးကုညီကစဲရှင်နေခยีသွားရှင်နေအနည်းမဖြစ်စေရတဲ့လမ်းညွန်လှုပ်ပေးနေတဲ့ရဲတက်ချက်ကြီးကို PDF ကနေပြီးတော့ချောင်းမြောင်းပြစ်ခတ်ပြီးတက်ဖြတ်သွားပါရှင် နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့သခိုင်းတိုင်းကိုကယ်ဆယ်သွားတဲ့ရန်တန်းဟာမြင်းမူမှာမြန်မိုင်းဆွဲပြီးတော့တိုက်ခိုက်ခံရပါရှင့်နောက်ထပ်ဖြစ်စဉ်ကတော့တောင်ငူတန်းကဒလဒအားလိုက်ပေါ့နော်တီချစ်ဒအားလိုက်နဲ့ဘလူးကြောင့်ဒအားလိုက်တို့ကို PDF တွေကဖျက်ဆီးခဲ့ပါရှင့်ဒါကြောင့်လက်စစ်ပို့လို့မှုမှာလည်းခက်ခဲအများကြီးဖြစ်ပေါ်ခဲ့ရပါပဲရှင့်ဒီဖြစ်စဉ်သုံးခုပါဆိုရင်အညူကြီးထုတ်တဲ့ထုတ်ပြန်ချက်နဲ့လာလာမြတ်မသက်ဆိုင်တယ်လို့မထင်မိဘူးလားရှင့်အညူကြီးကဒီလိုမျိုးပေါ့နော်။အော်ဒီလိုစစ်တွေရက်ပါပြီဆိုပြီးထုတ်ပြန်လို့ဒီကတက်မတော်သားတွေ ကရင်တန်းနေနဲ့ဒီဒေတာတွေကိုကယ်ဆယ်ဖို့တော်လာရှင်စကိုင်းတိုင်းရအခုဆိုရင်လေပီတက်တွေအခြေပြုတဲ့စကိုင်းတိုင်းရ80ခန်းလုံးလောက်ပျက်စီးသွားပြီရှင်သိလားတကယ့်ကိုတုတ်တန်တစားပြေကဲတို့ဖြစ်နေတာကယ်ဆယ်ရေးလည်းဘလို့မှမသွားနိုင်တဲ့အခြေအနေတစ်ခုမှတက်မတော်သားလွယ်လို့ရှင်အဲ့ဒီကိုဘယ်သူမှမသွားရဲဘူးရှင်နောက်ဆက်တွဲငလင်တွေကလည်းရှိနေသေးရဲ့အတွက်တာမန်ပရိုက်တာသမားတွေသွားဖို့ဆိုအရန်ခက်ခဲတယ်လမ်းမဆက်တွဲရေးလည်းဘလို့မှအဆင်မပြေဘူးဒီတော့တက်မတော်သုံးတဲ့ရင်နေတဲ့ဒါသွားနေတဲ့အချိန်မှာဒီလိုမိုင်းဆွဲတိုက်ခိုက်တယ်ဆိုဆွမ်းသွားကြည့်ပါဦးရှင် ဒီတော့အန်ယူဂျီကဒီလိုစာထုတ်ပြီးတော့သူ့လူစကားကိုယုံပြီးတော့လူတွေသွားကြတာရှင့်တတော်ကလင်ကကြစ်ကြတဲ့အဖွဲပဲရှင့်သိလားဒီလိုအယောင်ပြစာထုတ်ပြီးတော့ရောက်လာတဲ့အချိန်မှာ PDF ကမိုင်းဆွဲတယ်ဆိုတာကနှစ်ယောက်ပေါင်းကြံကြတာလားဒါမှမဟုတ်အန်ယူဂျီက PDF ကိုမနိုင်တာလားရှင့်ဒါကျမတို့မေးခွန်းထုတ်အောင်ကိစ္စကုသဖြစ်ပါတယ်ကျမတို့နိုင်ငံရဲ့လေတရားအန်ယူဂျီနဲ့ PDF ဆိုတာဘယ်ငရေပြည်ကနေများဆွဲတင်လာခဲ့တယ်မကောင်းဆိုးရတယ်လည်းမသိပါဘူးရှင့်ဒီလောက်ဒီဒုက္ခရောက်နေရတာအောင်မှာသူတို့လှုပ်ရက်တယ်ရှင့်သိလား ဒီလိုမိုင်းဆွဲတိုက်ခိုက်လိုက်တဲ့အခါကျတော့အကြဆုံးတဲ့ဆင်းတော့မသိရသေးဘူး။ဒါပေမဲ့ဘယ်နှဦးပဲကြဆုံးကြဆုံးဒီဦးရဲ့အရေးအတွက်ပဲတွက်လို့မရအောင်နော်။တက်မတော်သား၅ဦးကြဆုံးနေဆိုပေမဲ့အဲ့ဒီရန်တန်းဟာသခိုင်းတိုက်မှာတက်အသက်ရှင်ကြံနေသေးတဲ့ပြည်သူအချို့ကိုကယ်ဖို့သွားလာရှင့်။ဒီတော့မကယ်နိုင်တော့ဘူးဆိုတော့ဟိုမှာလဲတိတ်ဆုံးမှုထက်ရှိနိုင်တယ်။ဒီအခါမှာတိတ်ဆုံးမှုတွေဟာတက်မတော်သားတိတ်ဆုံးမှုပဲမဟုတ်ဘူးရှင့်။တိုင်းသူပြည်သားတိတ်ဆုံးမှုပါထက်တော်မှာ။ဒီမိုင်းဆွဲတိုက်ခိုက်မှုကတက်မတော်သားတွေပဲတိတ်တာမဟုတ်ဘူးရှင့်။ပြည်သူတွေပါတိတ်တာ။ ဒီလိုမျိုးပီတဲ့တရားစဉ်းစားနိုင်စွမ်းမရှိတာလားတိုင်းမျိုးပေါ်တလောက်ဒီစေတနာနဲတာလားဆိုတာတော့တော်တော်မေးခွန်းထုတ်တဲ့ကိစ္စပါပဲရှင့်ဒီလိုအောက်တန်းစားတွေမကောင်းဆိုးရတွေကိုအပိတ်နေကြတဲ့မိဘပြည်သူတွေလည်းနောင်တရလားမရလားတော့မသိဘူးရှင့်ကျမတို့ကတော့ဘေးကနေကြည့်ပြီးတော့တော်တော်ကိုတော်တော်ကိုဒီအဖွဲစီရောဒီအဖွဲကိုအားပေးနေတဲ့သူတွေရောတော်တော်ဆက်ဆုပ်ရောရှာနေပါပြီရှင်။ပြည်သူတွေလည်းတော်တော်ကိုစိတ်ဆင်းရဲကိုယ်စင်ရဲဖြစ်နေပါပြီ။ကိုယ့်ရဲ့လောက်ရက်ကိုကိုယ်နည်းနည်းစဉ်းစားဆင်ခြင်ကြပါအောင်လို့သာပြောချင်ပါရဲ့နော်။ ပြည်သူအနေနဲ့ရွေးချယ်စံနှစ်ခုသာရှိပါတော့တယ်ရှင်။တစ်ခုကတော့ဒီကောင်တွေကိုအမပေးတော့ဘဲနဲ့ကိုယ်တိုင်းပြည်ပြန်လဲထူထောင်ရေးကိုလုပ်ကင်မလား။ဒီကောင်တွေကိုဆက်လက်အားပေးပြီးတော့အခုထပ်ပို့ပြီးတော့စုပ်ပြတ်တက်သွားတဲ့တိုင်းပြည်မှာနေထိုင်မလားဆိုတာကတော့မိဘပြည်သူများရဲ့ရွေးချယ်စံသာရှိပါတော့တယ်ရှင်။ကျမအနေနဲ့ဒီရင်လေးဖတ်ပြရတာတော်တော်စိတ်ထဲမှာဒေါသထွက်လာပါတယ်။စိတ်ကိုထိန်းပြီးတော့ဖတ်ပြရတာပေါ့နော်။ဘလောက်တိမခံကြကြကောင်းလဲရှင်ကျမတို့တပ်မတော်သားတွေအသက်ကလာငားရတာမဟုတ်ဘူးရှင်လူကယ်ဖို့သွားတဲ့သူတွေ စစ်တိုက်ဖို့လာလည်းမဟုတ်ဘူးရှင်ကယ်ဆယ်ရေးပစ္စည်းအပြည့်စုံနဲ့စကိုင်းတိုင်းရလူတွေကိုကယ်ဖို့လာတဲ့ရင်ထန်းရှင်အဲ့ဒီမှာရိတ်ခါတွေပါတယ်ကယ်ဆယ်မဲ့ပစ္စည်းပါတယ်သူတို့တွေကအညူးကြီးစားထုတ်တော့ယုံပြီးတော့လာတာပေါ့ရှင်အဲ့ဒီအချိန်မှာအလင်းငိုက်ဖမ်းပြီးတော့လုတာရှင်တော်ရက်ဆက်ရုပ်မှာကြတာပဲစကိုင်းတိုင်းတောင်မှာပျက်စီးသွားပြီဟာကိုစကိုင်းတိုင်းကပီတရက်တည်းကယနေ့အချိန်ကြီးအတိတရားမရသေးတာတော့ကျမလည်းဘလို့မှမပြောတတ်တော့ပါဘူးရှင် မိဘပြည်သူများရှင်စိတ်ညစ်ညူးစရာသတင်းတွေကြီးပဲတင်ဆက်နေရတဲ့အတွက်စိတ်မကောင်းပါအောင်ရှင့်အခုဒီစိတ်ညစ်ညူးရတဲ့သတင်းလေးပြီးရခါပါပေါ့နော်မိဘပြည်သူများကြည်နူးဝမ်းသာစေမယ့်သတင်းလေးတွေကျွန်မတင်ဆက်ပေးချင်ပါရှင့်အဲ့ဒါလေးကတော့ကျွန်မနိုင်ငံငလင်တန်နဲ့ပတ်သက်ပြီးတော့ကိုညီကယ်ဆယ်တဲ့ကိစ္စလေးတွေကိုကျွန်မတို့ပြည်တွင်းမှာရှိတဲ့လုပ်ငန်းရှင်တွေကပြုလုပ်လာတာလေးတွေကိုကျွန်မပြန်လည်ပြီးမျှဝေပေးချင်ပါရှင့်အခုချိန်မှာတော့ဟောက်တဲ့ချိန်မှာတောင်းနေတော့ကူညီကြတာဟာကျွန်မတို့မြန်မာလူမျိုးရဲ့ဒလိပါပဲရှင့် ဒါကြောင့်ကျွန်မဒီဟာလေးကိုကြည်နူး PT ဖြစ်စွာနဲ့ဖတ်ပြပါမယ်ရှင်။မိဘပြည်သူများကလည်းကြည်နူး PT စိတ်လေးနဲ့နားထောင်ကြကြပါနော်။ဒီ right expert delivery ဆိုတာရှိပါရဲ့ရှင်။ကျွန်မနိုင်ငံမှာနာမည်ကြီးပါပဲနော်။ right expert delivery လေးကနေပြီးတော့မန္တလေးနဲ့နေပြီးတော့ကယ်ဆယ်ပစ္စည်းတွေကိုအခမဲ့တည်ဆောင်ပေးသွားမယ်ဆိုပြီးတော့ကြေညာထားပါရဲ့ရှင်။ဒီလိုကြေညာတဲ့အခါမှာသူကပို့ဆောင်လို့တဲ့ပစ္စည်းတွေပေါ့နော်။ပေးပို့သူနာမည်လက္ခဏာသူနာမည်လိပ်စာပုံနံပါတ်အတိအကျနဲ့သူတို့ရဲ့ရန်ကုန်မြောက်ကလာရုံးချုပ်မှာလာပြီးတော့အနှံ့နိုင်တယ်ဆိုပြီးတော့ပြောထားပါရှင့်အဓိကကဲဆဲပစ္စည်းတွေကို ဦးစားပေးပြီးတော့ပို့ပေးမယ်ပေါ့နော်လူတူးချင်းစီပေးတဲ့ပစ္စည်းတွေကြတော့ဒုတိယဦးစားပေးအနေနဲ့ပို့ဆောင်ပေးမယ်ဆိုပြီးတော့သိရပါရှင်ဒါပြင်ဟိုဒီရုံကျုပ်ရုံကျုပ်ကနေပြီးတော့တဲ့သူတို့ကဲဆဲသွားတဲ့ခါမှာဝန်ထမ်း15ရက်ကိုလည်း volunteer အနေနဲ့ထည့်ပေးမှာဖြစ်ပါတယ်တဲ့ဒါပြင်ဟိုအစားအသောက်ဆေးဝါးရေသန်းနဲ့အရေးပေါ်လူသုံးကုန်ပစ္စည်းတွေဖြန့်ဝေနိုင်ဖို့အတွက်ပြန်လည်ထူနာတိုင်ဖို့အတွက် Ryanair Express မိသားစုကနေပြီးတော့3,500မတည်ပြီးတော့ငလေတံခံခဲ့ရတဲ့ ပြည်သူတွေအတွက်ကိုကူညီပေးတော့မယ်ဆိုပြီးကြေညာထားပါရှင့်အင်မတန်ဝမ်းသာပီတိဖြစ်ဖို့ကောင်းတဲ့အလှူလေးသာဖြစ်ပါရှင့်ပြီးတော့နောက်ထပ်ရန်ကုန် City Hall ဆက်ရုံကနေပြီးတော့သိန်း2000ခန့်တန်ဖိုးရှိတဲ့ဂိုင်းချင်တော်နဲ့ခေါင်းအုပ်တွေကိုလည်းငလင်တန်ခန်းစားခဲ့ရမိသားစုတွေစီကိုပို့ဆောင်ဖို့အတွက်ကိုစီစဉ်နေပြီဆိုပြီးသိရပါရှင့်ရန်ကုန်စူတီယိုဆက်ရုံရဲ့ကူညီမှုဒါနလေးကိုကျမတို့ဝမ်းသာပီတိဖြစ်ပါရှင့်ဒါပြင်နောက်ထပ်အလှူရှင်တူကတော့ဒေါ်မြသိန်းပလတ်စတစ်ကနေပြီးတော့ဓာတ်ပေါ်ဒီအိတ်တွေကိုလှူဒန်းသွားမှာဖြစ်ပါရှင့် နောက်ထပ်ကတော့နောက်ထပ်ပေါ့နော်ဝမ်းသာစရာကောင်းတဲ့သတင်းလေးကတော့ထိုင်းနိုင်ငံကနေမြန်မာနိုင်ငံကိုတဲ့မတ်လ31ရက်နေ့အထိဆက်သွယ်ရေး operator line ရနေပြီးတော့အခမဲ့ဖုန်းခေါ်ဆုံနိုင်ပြီဆိုပြီးတော့ထိုင်းနိုင်ငံပိုင်းတယ်လီကွန်ကုမ္ပဏီကနေပြီးတော့မတ်လ29ရက်နေ့မှာထုတ်ပြန်ချက်ထုတ်သွားပါရှင်ဖုန်းခေါ်ဆုံမှုမှာတဲ့အရင်အဆုံး001 800 3931ကိုခေါ်ဆုံရမှာဖြစ်ပြီးတော့တဲ့အင်္ဂလိပ်ဘာသာစကားနဲ့ free call ပေါ့နော်အခမဲ့ခေါ်ဆုံနိုင်တယ်ဆိုတဲ့ဖြေကြားတန်ကြားပြီးဆိုရင် 00995နောက်ကနေပြီးတော့ကိုခေါ်ဆိုလို့တဲ့ဖုန်းနံပါတ်ထည့်သွင်းပြီးတော့ခေါ်ဆိုနိုင်ပါရှင့်ဒါပြင်ရုရှားနိုင်ငံကလည်းကျမောက်နိုင်ငံကိုကူညီဖို့အတွက်ရောက်ရှိလာပါပဲရှင်။ရုရှားနိုင်ငံကလည်းရှားပွေကစေးအဖွဲ့တွေလင်းနှစ်စီးနဲ့မြန်မာနိုင်ငံကိုရောက်ရှိခဲ့ပါတယ်။ဆေးအဖွဲ့ဆရာဝန်တွေပါဝင်တဲ့အနက်ခံခွေးတွေလည်းပါဝင်ပါတယ်ရှင်။အထူးကစေးလုံသားတွေလည်းပါဝင်လာပြီးတော့၃ဆိုင်ခွဲက24နိုင်အချိန်ကြီးတာဝန်ထမ်းဆောင်ပြီးတော့ကူညီကစေးမှာဖြစ်ပါရှင်။ နောက်ထပ်လိန်တွေနဲ့လည်း mobile hospital ရွေရှားဆေးရုံတွေပါရောက်ရှိလာမယ်ဆိုပြီးတော့သိရပါရှင့်အကူအညီတွေတစ်ခွဲခွဲရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။နောက်ထပ်ပြောပြပေးမယ့်အလူရှင်လေးကတော့မန္တလေးမြို့မှာဖွင့်လှစ်ထားတဲ့ Vision Showroom မှာရှိတဲ့ပစ္စည်းမှန်သမျှကို free user ကွင့်ပေးထားပါရှင့်။အခုတင်ငလင်ဘေးတန်ကြောင်းပေါ်တော့အရေးပေါ်ဆုံးပစ္စည်းတွေဖြစ်တဲ့ power bank တွေ LED cable 2m လက်စင်တွေမရနိုင်တဲ့အချိန်မှာ USB ပေါက်နဲ့တော့၎င်း power bank နဲ့တော့၎င်းချိတ်ပြီးတော့သုံးလေးရတဲ့ပစ္စည်းလေးပါရှင့် မီးလင်းအောင်ရမ်းကြည့်ပြီးလဲမာတယ်တဲ့ပြီးတော့ charger cable cover မှတ်ကတ်တွေကိုအခမဲ့လာပြီးတော့ယူဆောင်နိုင်ပါတယ်ရှင်ယူဆောင်နိုင်ရယ်ဆိုပြီးသားထားတာပေါ့နော်မှတ်ချက်တဲ့ငလင်တန်ပေးတဲ့ပြည်သူတွေနဲ့ pride လူမှုကေဇယ်အသင်းများတို့သာရှိရပါတယ်တဲ့အမှန်တကယ်လိုအပ်နေတဲ့သူများအတွက်ပေါ့နော်အသုံးစေအသုံးဝင်စေချင်တဲ့အတွက်အမှန်တကယ်လိုအပ်နေတဲ့သူတွေများသာလာရောက်ပြီးတော့ယူဆောင်စေချင်ပါတယ်ဆိုပြီးတော့ညင်ညာထားပါတယ်ရှင်ဆိုင်လေးကတော့62လမ်းနဲ့109လမ်းတောင် ချမ်းမြေသားစီမြို့နယ်မန္တလေးမြို့မှာတည်ရှိပါရှင့်ဖုန်းနံပါတ်လေးနဲ့လည်းသူကရေးသားထားပါတယ်ဖုန်းနံပါတ်က0939614ဆိုပြီးတော့ရေးသားထားမြင်တွေ့ရပါရှင့်ဒါကတော့ကျမမနေ့ရက်နဲ့ဒီနေ့မှလိုက်လံပြီးတော့လေ့လာကြည့်ရဲ့အခါမှာကိုယ်နိုင်ငံကိုယ်လူမျိုးတွေအတွက်ကိုကုညီဆောက်ရှောက်ပေးတဲ့လုပ်ငန်းစဉ်တွေပေါ့လုပ်ငန်းရှင်တွေပေါ့ရှင်လုပ်ငန်းရှင်တွေရဲ့အလှူရှင်စင်းရဲလေးသာဖြစ်ပါရှင့်ကျမတို့ဟာကိုယ်တိုင်းကအများကြီးမလှူနိုင်ဘူးဆိုရင်တော့မှဒီလိုလှူနိုင်တဲ့သူတွေကုညီနိုင်တဲ့သူတွေအလှူလေးတွေကိုကြည့်ပြီးတော့ဂျီနူးပီတီဖြစ်က သာဓုခေါ်ဆိုမယ်ဆိုရင်လည်းဒီကုသိုလ်လေးကိုကျမတို့ကအခုဆက်ပြီးတော့ခံစားနိုင်ပါရှင့်ဒါကျမတို့ဗုဒ္ဓဘာသာယူဆလေးသာဖြစ်ပါရှင့်မိဘပြည်သူများလည်းကျမခုပြောပြတဲ့သတင်းလေးပြီးရခါမှာအလှရှင်နဲ့အားလုံးကိုရည်စူးပြီးမေတ္တာပို့သပေးပါသာဓုခေါ်ဆိုကြပါလို့လည်းကျမတိုက်တွန်းချင်ပါရှင့်ကျမအနေနဲ့ဒီနေ့ရရှိတဲ့သတင်းလေးကတော့ပါပဲရှင့်ဒီသတင်းလေးနောက်မှဆိုရင်ပေါ့နော်ကျမဟိုဖုန်း operator တွေကိုတောင်းဆိုချင်တာလေးတစ်ခုရှိရရှင့်ဒါတတိယလိုက်ပြီလို့ပါ ခုနကသတင်းထဲမှာပါတယ်လေထိုင်းနိုင်ငံနေပြီးတော့မြန်မာနိုင်ငံဖုန်းခေါ်တဲ့အခါမှာ free ပေါ့နော်ထိုင်း operator တွေကစပစ်ပေးပါရှင့်ကျမနိုင်ငံဖုန်း operator လေးတွေရောအဲ့လိုလုံးဝစီစဉ်မရှိဘူးလားရှင်။ဘာကြောင့်လဲဆိုတော့အခုချိန်မှာပြည်သူတွေတောင်းတတော့ဖုန်းဆက်သွယ်ဖို့အတွက်ကိုအင်မတန်လိုအပ်နေပါတယ်။ဒါအပြင်သတင်းစီးဆင်းမှုလေးတွေလည်းမြန်ကန်မြန်ဆန်စီဖို့အတွက်ပေါ့နော်။ကျမတို့ဆိုတာ wifi မရတော့ဖုန်း data နဲ့ပဲသုံးရတယ်ရှင်။တရက်တရက် data ကလည်းတော်တော်ကုန်ပါတယ်။ဒီခါမှာကျမတို့ကို ဲ့လိုမျိုးပေါ့နော်ဒီ data လေးဈေးလျှော့ပေးတာတို့ပေါ့နော်ပေါ့အဲ့လိုပေါ့ရှင်းတာမျော်လင့်မိတာပေါ့ကျွန်မလည်းဟိုမှာပုံမှန်ဆိုရင်အဲဘနက်ဂစ်ကိုအဲ1000ဆိုရင်အဲအခုဆိုရင်900ပေါ့နော်အဲ့လိုဈေးလေးနည်းနည်းလျှော့ပေးလို့ရှင်သတင်းစီးစင်းမှုလေးပို့ပြီးမြန်ဆန်မယ်လို့ထင်ပါတယ်ရှင်ကျမတို့ကသတင်းနဲ့ပတ်သက်လို့ရှင်နိုင်ငံသားမီဒီယာတွေကိုအားကိုးစရာမလိုတော့ရှင့်တိလားကပိုင်းရရွာကြီးဖြစ်နေပြီကျမတို့မိဘဖြစ်သူတွေအားလုံးလက်ထက်မှာဖုန်းလေးတွေရှိတဲ့အတွက်အဲ့ဒီဖုန်းကနေရရှိရဲ့ပုံရိပ်အားလုံးကအင်တာနက်ပေါ်တက်နေတာရှင့် တကူးကလာပြီးတော့ဘသူမှတပုတ်ရိုက်နေကြမလို့အဲ့ဒီဟာတွေအားလုံးကျမတို့ကယူပြီးတော့စုစည်းပြီးတော့တင်ဆက်ပေးနိုင်မယ်ဆိုရင်ကိုကျမတို့ခံနေရတဲ့ငလင်တောင်ကွက်ကွက်ကွင်းကွင်းကပိုင်းကိုကျမတို့ပြနိုင်ပါရှင့်အခုလည်းပြနိုင်ခဲ့ပါတယ်ပြနိုင်ခဲ့တဲ့အတွက်ကျမတို့ငလင်တန်ခံခဲ့ရတဲ့ပုံရိပ်တွေကပိုင်းမှာပြန့်နှံ့ပြီးတော့ကပိုင်းတစ်ခုလုံးကကျမတို့နိုင်ငံအပေါ်မှာသနားညတာစိတ်နဲ့ကုညီမှုတွေတပွဲပွဲရောက်ရှိလာတာဖြစ်ပါရှင့်ကုညီမှုအားလုံးကိုလည်းနိုင်ငံတော်ဆိုးရွားကလက်ခံဆောင်ရွက်ပေးခဲ့ပြီးတော့အားလုံးအဆင်ပြေအောင်ပေါ့နော်တိုင်းသူပြည်သားတွေရောကုညီရတဲ့သူတွေရောအဆင်ပြေအောင်လို့ အကောင်းမွန်ဆုံးကိုချိတ်ဆက်လှုံ့ဆောင်ပေးနေပါရှင့်။ဒါကြောင့်ကျမတို့ကကိုဝါကိုကိုစီးပွားတိုးပဲရှင့်တိလား။သူများကိုအားကိုးနေစရာမလိုဘူး။ကျမတို့အချင်းချင်းစီးလုံးနေမယ်။ကျမတို့အချင်းချင်းအလုပ်လုပ်နိုင်နေမယ်ဆိုရင်ဒီကိစ္စရေကျမတို့ကြော်ဖြတ်နိုင်ပါပဲရှင့်။ဒါကြောင့် phone operator အနေနဲ့လည်း mind တို့ပေါ့နော် mpt တို့ပေါ့နော်ဟိုတဲဥစားတော့ပါလဲတယ်လီနောကတော့ line မမိတော့ရှင့်ကျမစီမှာကျမစီမှာ mind မိတယ်ပေါ့နော် ဲ့တော့ကျမတို့ internet ပေါ့နော် internet package လေးတွေကိုဈေးသက်သာလေးနဲ့လုပ်ပေးမယ်ဖုန်းခေါ်ဆောင်မှုလေးတွေကိုဈေးသက်သာလေးနဲ့လုပ်ပေးမယ်ဆိုရင် free မပေးနိုင်ဆိုရင်တော့မပေါ့နော်အဲ့လိုတွေလုပ်ပေးမယ်ဆိုရင်သတင်းစီးဆင်းမှုတွေအခုတက်ပို့ပြီးတော့ညံဆန်လာမှာပါရှင့်မိဘပြည်သူတွေလည်းတွေ့သည်မြင်များဓာတ်ပုံချပြီးတော့သတင်းဌာနတွေပေးပို့ပါကိုပိုင်အင်တာနက်ဆောင်မြန်းနေတွေပေါ်မှာတင်ပါရှင့်ကျမတို့ပုံရိပ်တွေအားလုံးပြန့်နှံ့နေမယ်ဆိုရင်ကျမတို့နိုင်ငံအတွက်အကူအညီတွေအခုလိုမျိုးအခုထပ်ပို့ပြီးတော့ရရှိလာမှာဖြစ်ပါရှင့်ဒါလေးတော့ကျမအနေနဲ့တောင်းဆိုချင်ပါတယ် ဒါကတော့ကျွန်မတောင်းဆိုတာပေါ့နော်အားလုံးအတွက်တောင်းဆိုတာပါတူးတယောက်တည်းအတွက်တောင်းဆိုတာမဟုတ်ပါဘူးရှင်အားလုံးအဆင်ပြေဖို့အတွက်အားလုံးရဲ့လက်ထဲမှာဖုန်းလေးတွေရှိမှာတော့အားလုံးကမီဒီယာသမားပဲရှင်သိလားနိုင်ငံသားမီဒီယာအားကိုးနေကြမလို့နော်ကျမတို့မှာဖုန်းတွေရှိရယ်အင်တာနက်တွေရှိရယ်ဆိုကျမတို့ဘာဖြစ်နေလဲဆိုကဘာကြီးကိုကျမတို့အချိန်နဲ့တပိကြီးပြောလို့ရတယ်နော်နေရှိမှမဟုတ်ဘူးရှင်သိလားငားရှိလည်းရတယ် ်နော်အဲ့တော့ကျမတို့မြန်မာနိုင်ငံသားတွေအချင်းချင်းပဲကူညီရမယ်ကျမတို့အချင်းချင်းသတင်းစီးဆင်းမှုတွေပြန်ဆောင်လုပ်ရမယ်ကျမတို့အချင်းချင်းပဲကဘာကြီးကိုပြောပြနိုင်အောင်အားလုံးတန်ပြန်တူညီစွာအော်ကြရမယ်ရှင်ကျမဒါလေးကိုတိုက်တွန်းချင်ပါတယ်ဒါကြောင့်ခုလိုတောင်းဆိုတာဖြစ်ပါရှင်ဒီတောင်းဆိုမှုလေးကိုတာဝန်ရှိသူများကြားသိပြီးတော့ခေါ်ဆောင်ပေးခဲ့မယ်ဆိုရင်တော့မိဘပြည်သူများအားလုံးကိုစားကျမတို့အမြဲတမ်းဝမ်းသာမိပါပါရှင်အခုလိုအချိန်လေးမှာလဲကျမတို့ကူညီခဲ့တဲ့ operator တွေကိုလည်းကျမတို့ဘယ်တော့မှမမေ့ဘဲနဲ့တက်လုံးပေါ့နော် ဒီ operator မှဒီ operator ဘောနော်အမြင်နဲ့အပေးသွားဖို့အတွက်လည်းစီရင်ရှိပါရှင့်ဒါကျမတို့ပြန်ပေးနိုင်တဲ့အရာလေးပေါ့နော်ကျမတို့ဒီမိုက်တက်ရရှင့်ဖုန်းခေါ်ဆုံးဖို့ free လုပ်ပေးမယ် data တွေလကားချပေးမယ်စသဖြင့်ဒါလေးလုပ်မယ်ဆိုကျမတော်တော်လုံးမိုက်တက်ပဲသုံးသွားမှာ MPD ကလုပ်ပေးမယ်ဆိုတော်တော်လုံး MPD ပဲသုံးသွားမယ်ရှင့် Tedino ကလုပ်ပေးမယ်ဆိုတော်တော်လုံး Tedino ပဲသုံးမယ် Tedino ဘာပဲဖြစ်ဖြစ်မိုက်တက်ဘာပဲဖြစ်ကျမမိုက်တက်ပဲသုံးမယ်အဲ့လိုဖြစ်သွားမှာပေါ့မိဘပြည်သူတွေကဟုတ်တယ်မှာဘာဖြစ်တာ2ဝစင်တာ2ဝမြတာပဲလေနော်အဲ့လိုတော့ရှိရပါရှင့်ဒါလေးကကျမ ဂျားတွေကနေပြီးပွဲစားလုပ်ပေးတာပါရှင့်အဲ့လိုမျိုးလေးဖြစ်သွားရင်ကောင်းပါပဲเนาะအော်ဒီတော့ကျမအနေနဲ့တင်ဆက်မှုလေးကတော့ပါပဲရှင့်ကျမရဲ့တရင်တဆမ်းမှုတွေကိုအမြဲတမ်းအားပေးတယ်မိဘပြည်သူများလည်းအေးချမ်းပျော်ရွှင်ကြပါစေ။အခုဖြစ်နေတဲ့ခက်ခဲကြီးရာနေကျမတို့အမြန်ဆုံးရုန်းထွက်နိုင်ကြပါစေလို့ကျမတို့ Prime Media အဖွဲ့သားများအားလုံးမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။